မင်္ဂလာပါကိုခင်းစတာဖုတ်ဘောရှိုးအနေကြိုးစားပါရစေကျွန်တော်ကိုခန့်ပါခင်ဗျဒီနေ့ရဲ့ဘောလုံးပြောင်းရွှေ့သတင်းနဲ့ပတ်သက်ပြီးတော့သုံးသပ်ဆွေးနွေးမှုလိုသားကြပါတယ်ပထမအောင်ဆုံးနေ့ကျင်တာကတော့လီဗာပူးနဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။လီဗာပူးကဒီနေ့ရာသီမှာတော်တော်လေးကျန်းနေတယ်လို့ပြောရမှာပါ။ ပြီးခဲ့တဲ့ရာသီတုန်းကလူမခုံထားခဲ့တာတွေကိုအတိုးချပြီးတော့၂ရာသီသာလောက်လူခုံနေသလားအောက်မရပါဘူး။အသင်းရဲ့တိုက်စစ်ပိုင်းမှာပြောင်းရွှေ့ခြင်းယူရိုတန်150လောက်သုံးပြီးတော့ဂျာမနီတိုက်စစ်မှု Florian Wiss ကိုခေါ်ယူထားနိုင်ခဲ့ပေမဲ့အခုတခါလဲ PSG အသင်းရဲ့တောင်မန်တိုက်စစ်ကစားသမားဘာကိုလာကိုဆက်လက်ခေါ်ယူဖို့အစီအစဉ်တွေရှိနေတယ်ဆိုပြီးတော့ The Sun မှာဖော်ပြထားပါတယ်ခင်ဗျ။အစောပိုင်းဖော်ပြချက်ဖြစ်တဲ့အတွက်ကြောင့် Kolarhala အဆင့်သာရှိသေးပေမဲ့ Liverpool အသင်းရဲ့လူအင်တွေ ရက်တက်မသွားသေးဘူးသူတို့ရဲ့လူခုံမှုတွေကဆက်လက်ရှိနေနိုင်သေးတယ်ဆိုတော့သဘောမျိုးပဲဖြစ်ပါအဲ့လီဗာပူးအနေနဲ့ပြည့်ပြည့်စုံသော squad တစ်ခုကိုတည်ဆောက်ဖို့အတွက်စီစဉ်ကြံရွယ်နေတာလားပေါ့ကျွန်တော်ဘာကိုလာကိုခေါ်ယူတဲ့သတင်းတက်ဆိုင်လီဗာပူးရဲ့ plan နေစီမံကိန်းတွေကိုစဉ်းစားကြည့်နေတာဗျအဲ့တော့လက်ရှိအချိန်မှာပွင့်လင်းပြောရင်တော့မပြည့်စုံသည့်တိုင်အောင်နောက်လာမဲ့ဘောလုံးရာသီမှာအကောင်းဆုံးရှင်ပြိုင်နိုင်မဲ့ squad တစ်ခုကိုသူတို့ရသွားပြီ Carcass Frame ပေါင်း Florian Vis ဖြည့်လိုက်တယ်အဲ့ဒါလီဗာပူးအသင်းမှာအဓိကလိုအပ်နေတဲ့ နေရာတွေပဲကျန်တဲ့ကစားသမားတွေကိုတော့ရောင်းမထုတ်နဲ့ပေါ့ဗျာ။ကွန်ဆာနဲ့သတင်းထွက်နေတဲ့တခြားသောကလပ်တွေရှိတယ်။ကွန်ဆာကိုဆက်ဥထားမယ်၊ချိုးကိုမတ်စ်ကိုဥထားမယ်၊ကာတီဂျွန်စ်ကိုထားထားမယ်။တော့အခု Vargi နဲ့ Mozala လည်းစာချုပ်သဏ္ဍာန်တိုးပြီးသွားပြီ။ကိုသမားတနေရာမှာလည်း Mamada Chevrolet ရောက်လာရင်မလို့တော့ဘူး။တိုးတော်လည်းသူတို့ဒီလောက်နဲ့ရက်တက်မသွားဘူး။ Euro 350 Frame Pound ကို Euro 340လောက် ကာကက်စ်ကိုထားပါတော့ယူရိုတန်90လောက်အားလုံးပေါင်းမယ်ဆိုရင်တော့မှယူရိုတန်250လောက်ပဲရှိသေးတယ်။ဒါသည်ဘောလုံးရသည်100တီခွဲသလောက်ငွေကြေးအမောက်ပမာဏပါ။အဲဒါကြောင့်နောက်ထပ်ကစားသမား1ယောက်ဒါမှမဟုတ်2ယောက်ကိုခေါ်ယူနိုင်တယ်ဆိုတော့အခြေအနေမျိုးရှိနေပါတယ်။ဆိုတော့ left wing တနေရာကိုစဉ်းစားခြင်းအပြင် left wing မှာ Luis Diaz အသက်အရွယ်ရနေလို့သဘောမကျတာလား။ဒါမှမဟုတ် Cody Gakpo ကိုစိတ်တိုင်းမကျတာလားအများကြီးရှိတယ်။ဒါမှမဟုတ်လည်း Luis Diaz တို့ Cody Gakpo တို့ကိုစိတ်ဝင်စားနေတဲ့ခေါ်ယူခြင်းနေတဲ့တခြားသော club တင်းတွေရှိတဲ့အတွက်ကြောင့် သူတို့ထက်အသက်အရွယ်ပိုငယ်တဲ့ပို့ပြီးတော့နီးပြအနေနဲ့သဘောကျမဲ့လက်ဖွင့်ကကစားသမားတစ်ယောက်ကိုလူချင်နေတာလားဆိုတာကျွန်တော်တို့ကစဉ်းစားမယ်မိကွန်းနေအများကြီးရှိတယ်အခုချိန် Louis DS ကတော့အကောင်းဆုံးပဲဗျသူ့ရဲ့အသက်အရွယ်သူ့ရဲ့ခြေသွမ်းပိုင်းက prime အမြင့်ဆုံးမှာရောက်နေပြီနောက်ဘလုံးရသည်တရာသည်နေရာသည်လောက်ဆက်ထားလိုက်ရင်တော့ Louis Diaz, Mozala, Florian Visto နဲ့အဲ့ဒီရှေ့အတက်ကင် trial ကြီးရဲ့ share ကြီးဖြစ်နေမှာတော်တော်အနာဂတ် plan စီမံကိန်းကိုရီကပူလာ Louis Diaz တာဘယ်သူထွက်မလဲထွက်တဲ့ခါကျရင်တဲရောက်ကိုအစားထိုးခြင်းနဲ့ပုံတော့ရှိနေတယ်အဲ့ခါကျတော့ Liverpool အနေနဲ့ဘာကိုလာမဟုတ်ရင်တောင်မှနောက်ထပ်တခြားသောဘယ် left wing ကတွေကိုစိတ်ဝင်စားမှုတွေရှိလာမလဲစောင့်ကြည့်လေ့လာမှုတွေရှိလာမလဲဆိုတော့ကြည့်ရမယ်တေချာတခုကတော့ Liverpool ဒီကစားသမား၃ယောက်ကိုစောလင်စောသွားခေါ်ပြီးရက်သွားမယ်လို့တော့ကျွန်တော်မထင်ဘူးနောက်ထပ်ကစားသမား၁ယောက်ဒါမှမဟုတ်၂ယောက်လောက်ကိုခုံနိုင်ကြီးရှိပါသေးတယ်ခင်ဗျဆလတ်ဆွနေပေးခြင်းနဲ့တရင်ကတော့ဒါလီဗာပူးနဲ့ပတ်သက်တဲ့တရင်ပဲဗျ။ဟိုလီဗာပူးကြောင်းနေများနေဆိုတော့နည်းနည်းမြန်မဲပြောလိုက်မယ်နော်။စပို့တရဲ့ဖော်ပြချက်ထဲမှာဆိုရင်လီဗာကူစင်အသင်းက ဂျရယ်ခွန်စားကိုခေါ်ယူဖို့အတွက်စဉ်းစားနေတယ်လို့ဖော်ပြထားပါတယ်ဒါပေမဲ့မရပါဘူးခွန်စားဒီလီဗာပူးတင်းရဲ့အနာဂတ် plan စီမံကိန်းမှာပါဝင်တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့လက်ရှိချိန်မှာလည်းအသက်20နှစ်ပဲရှိသေးတဲ့အတွက်ကြောင့်အာနာစတော့ချင့်ပင်းပေးသလိုတက်လာနိုင်တဲ့အရေးအယောင်တွေအများကြီးတွေ့ရတဲ့အတွက်ကြောင့်လီဗာကူဆင်နေနဲ့ခွန်စားကိုထင်သလောက်ခေါ်ယူဖို့လွယ်မှာမဟုတ်ပါဘူးနောက်ထပ်ဒီ Talksport ရဲ့ဖော်ပြချက်ထဲမှာဆိုရင်ဒါဝင်နူးညက်စ်ကိုအဲဟီလယ်ကစိတ်ဝင်စားနေတယ်သို့တော့ဒီကစားသမား sorry မှာမနေချင်ဘူးဥရောပမှာပဲနေချင်တဲ့အတွက်ကြောင့် Spain ဒါမှမဟုတ် Italy ကို ပြောင်းရွှေ့နေထိုင်ဖို့အတွက်စိတ်အားထက်သန်နေတယ်လို့သိရပါတယ်အဲ့တော့ဒါဝင်နူညက်စ်ကို sorry bro လေးကကမ်းလှမ်းရင်တော့ liverpool အတွက်အများကြီးအကျိုးရှိတာပေါ့ဗျာ ပြောင်းရွှေ့ခြင်းလည်းအများကြီးရမယ်နော်ဒါဝင်နူးညက်စ်လည်းအသင်းအနေထွက်သွားမယ်ဒါပေမဲ့ဥရောပရဲ့ထိတ်တန့်အသင်းတသင်းတွေကကမ်းလှမ်းမယ်ဆိုရင်တော့အဲဟီလေလောက်ပြောင်းရွှေ့ခြင်းရမှာတော့မဟုတ်ဘူးဒါဝင်နူးညက်စ်ကလည်းလီဗာပူးအသင်းမှာတိတ်ပြီးတော့အဆင်မပြေတော့တဲ့အခြေအနေအရတော့လီဗာပူးအသင်းကဒီနှစ်ຫນွေမှာဒါဝင်နူးညက်စ်ကိုရောင်းဖို့ရှိတယ်ဒါဝင်နူးညက်စ်ကလည်းဒီနှစ်ຫນွေမှာပဲလီဗာပူးအသင်းကနေထွက်ခွာသွားဖို့ရှိတယ်လို့သိရပါတယ်ခင်ဗျာโอเคဒီတစ်ခါဆက်လက်ဆွေးနွေးမယ့်သတင်းကတော့စပိန်ဘက်ကမာကာဖော်ပြထားတဲ့သတင်းပဲဖြစ်ပါတယ်ဘီဘာဝရဲ့ တောင်မန်တိုက်စစ်ကစားသမားနီကိုဝီလျံစ်ကိုဘိုင်ယန်မြူးနဲ့အာစနယ်ချယ်ဆီအသင်းတို့ကစိတ်ဝင်စားမှုတွေရှိနေတဲ့အချိန်မှာအသင်းကတော့စာချုပ်သက်တမ်းတိုးဖို့မျှော်လင့်ထားရလို့သိရပါတယ်။နီကိုဝီလျံစ်ကိစ္စကတော့ကျွန်တော်တို့သိပြီးတော့မဆွေးနွေးကြတော့ဘူးသတင်းတက်လာလို့သာဒါပြောပြလိုက်တာ။ဒီကစားသမားကလည်းလောက်ခပမာဏအရန်လို့ကျန်တယ်။ဘီဘာဟိုကလည်း renew contract ချုပ်ပြီးတော့ကစားသမားစီကရရင်ရသလောက်ပြောင်းရွှေ့ချေလိုချင်နေတဲ့ပုံတရံမျိုးပါကျွန်တော်ကတော့ကလပ်သင်းကြီးတွေအနေနဲ့ဒီကောင်လေးကိုလက်ရှောင်သင်းတယ်လို့တော့ထင်တယ်မတော်တဆသွားပြီးတော့ ခေါ်မိလိုက်တဲ့အခါကျရင်များပြားလာတဲ့ငွေကြေးသုံးဆွဲမှုတွေကိုပြုလို့ရဖို့ရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့တောင်ဘေးကမြင်တာဘိုင်ယန်မြူနစ်တို့အာစနယ်တို့ချဲစီတို့စတဲ့အသင်းတွေကတော့ဒီကစားသမားကို risk ယူရမဲ့အခြေအနေတွေကိုမသိဘဲနဲ့တော့မနေပါဘူးခင်ဗျ။အခုလဲစာချုပ်သက်တမ်းတိုးဖို့စ조사နေခြင်းဟာကျွန်တော်ရှင်းမှာပြောခဲ့သလိုပဲပြပါအောင်အနေနဲ့ပြောင်းရွှေ့ကြည်ဒီထက်ပို့ပြီးတော့လိုချင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ကျွန်တော်နောက်ထပ်တင်ပြနေမှာဆိုရင်လည်းနီကို Williams နဲ့ပတ်သက်ပြီး Sky Sport ကအခုလိုမျိုးဖော်ပြထားပါတယ်။နီကို Williams အနေနဲ့ Bayern Munich နဲ့ဆွေးနွေးညှိနှိုင်းမှုတွေရှိနေတယ် ဂျာမနီကိုပြောင်းရွှေ့ဖို့အခြေအနေတွေရှိတယ်လို့လည်းဘီဘာကိုပုံဝင်လင်းပြောကြတာပါတယ်အဲ့တော့ဘီဘာအုံအနေနဲ့ဒီကိုဝီလျံစ်ကိုသူတို့သတ်မှတ်ထားတဲ့ rally clause အတိုင်းသာရဖို့များတယ်ဝီလျံစ်ကလည်း renew contract ချုပ်မှာတော့မဟုတ်ဘူးပုံဝင်လင်းပြောရင်ဗျာအသင်းပြောင်းခြင်းလို့ ဲ့လိုလောက်ခပမာဏဘလောက်ပါညာဆိုပြီးအထတွေပေးနေတာ၃သိန်းကျော်လောက်ကြီးပေးပြီးတော့ခုံဂျင်းတဲ့ club ရှင်လဲဒါတော့မတက်နိုင်ဘူးဗျာသူတို့တမိုင်းပဲပေါ့နော်ဒါပေမဲ့ Arsenal တို့ Chelsea တို့စတဲ့အသင်းတွေကတော့လက်ရှိအချိန်မှာဝင်းကစားသမားတွေရှိနေတယ် Arsenal ဆိုရင်လည်း Martinelli ရှိပြီးသား Chelsea မှာဆိုရင်လည်း Gidens ကိုခေါ်ဖို့လုပ်နေတယ် Alejandro Garnacho နဲ့လည်းတင်းထွက်တယ်ဒီချိန်တပတ်လောက်က ပေါင်3သိန်းကျော်လောက်ပေးရမယ့်ကစားသမားတစ်ယောက်တော့ဒီ London Club အသင်းနှစ်သင်းလုံးကတော့မခေါ်နိုင်ဘူးလို့တော့ကျွန်တော်ယူဆတယ်ဒီ ဘိုင်မင်းရဲ့အတင်းကတော့ပြောလို့တော့မရဘူး။ရှေ့မှာ Hurricane အသက်30ကျော်ရွယ်ကစားသမားကိုလည်းပြောင်းရွှေ့ကြီးပေါန်တန်းရာချီတုံးသွားတဲ့အတွက်ကြောင့် Nico Williams ကိုလောက်ခပမာဏအများကြီးပေးပြီးခေါ်ယူနိုင်တဲ့ကလပ်တင်တင်းတော့ဖြစ်လာနိုင်ပါတယ်ခင်ဗျ။နောက်ဆုံးဆွေးနွေးခြင်းတဲ့သတင်းကတော့ Chelsea နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ Chelsea နဲ့ Georgie Petrovic တို့ကြားထဲမှာပြဿနာတွေရှိရဲ့ဗျ။ Chelsea တင်က Georgie Petrovic ကိုအသင်းမှာဆက်ထားဖို့တဲ့ဆိုင်ရောင်းထုတ်ဖို့ အဆီဇင်ကြီးရှိတယ်ဂျော်ဂျီကလည်းအဲ့ဒီအခြေအနေတွေကိုသိတဲ့အတွက်ကြောင့် FIFA Club World Cup ဝင်ရောက်ရှင်ပြိုင်မဲ့ club တင်းကနေနှုတ်ထွက်ချင်ခဲ့တယ်ဘာကြောင့်လဲဆိုတော့ဒီလိုနှုတ်ထွက်မှသာလျင်ဂျော်ဂျီပက်ထရိုဗစ်အနေနဲ့ FIFA Club World Cup ကစားနေတဲ့အချိန်ကာလအတွင်းတခြားသော club တင်းတွေနဲ့ဆွေးနွေးညီနိုင်မှုရနိုင်တဲ့အတွက်ကြောင့်ပါထပါအဓိကပြောချင်တာဂျော်ဂျီကို register လုပ်ရေးမလုပ်ရေးဂျော်ဂျီ FIFA Club World Cup ရဲ့ squad ထဲကနေထွက်ချင်တဲ့ ကိစ္စတွေပါကြီးစိတ်မဝင်စားဘူးအဓိကဘာကြောင့်ထွက်ချင်တာလဲချယ်ဆီကတော့သူ့ဘာကြောင့်ရောင်းချင်တာလဲဆိုတဲ့အပိုင်းနေစိတ်ထဲကကလိကလိနဲ့ဖြစ်လာလို့ဂျော်ဂျီပက်ထရိုဗစ်ဗျာပြီးခဲ့တဲ့ဘောလုံးရာသီမှာဆက်ဒရက်ဘော့ရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်ဒီလောက်စွမ်းဆောင်ရည်အမြင့်ကြီးနဲ့ဂိုးသမားတယောက်ကိုဘာကြောင့်ရောင်းမှာတော့ဘာကြောင့်ရောင်းဖို့စဉ်းစားနေတာတော့တခြားသောဘယ်ကစားသမားတွေကိုအသင်းကိုခေါ်မယ် မခေါ်ဘူးစိတ်ဝင်စားဘူး Petrovic လိုကစားသမားမျိုးတော့အတင်းမှာကျွန်တော်တော့ဆက်ပြီးတော့ထိန်းထားတင်တယ်လို့ယူဆတယ်အခုအတင်းမှာဖမ်းနေတဲ့ကိုသမားတွေ Georgi Petrovic တက်ကောင်းတဲ့ကိုသမားဘယ်နှယောက်ပါလို့တော့ကျွန်တော်ပြီးခဲ့တဲ့ဘောလုံးရည်ကခေါ်ထားခဲ့တဲ့ Philip Jorgensen, Robert Sanchez, Mike Pandas Petrovic တက်တာတဲ့လူ တယောက်ရှင်ပြပါဒီလိုမှမဟုတ်ပဲမိုင်းကြောင်ခေါ်လိုက်ရင်တော့ဒါကျွန်တော်လက်ခံတယ်ဗျာမိုင်းကြောင်ရဲ့အသက်ရွယ်နဲ့သူ့ရဲ့ဆွမ်းဆောင်ရည်ပိုင်းတွေကထိတ်တန်းအဆင့်မှာရှိနေတယ်အပက်ထရိုဗစ်ရောင်းလို့ရတယ်ဆိုတဲ့သဘောပေါ့အခုကမိုင်းကြောင်လည်းမသေးကြသေးဘူးဆိုတော့ပက်ထရိုဗစ်ကို100ဒီလောက်သုံးသေးခြင်းပါတယ်ပက်ထရိုဗစ်ကိုအယုံကြည်မရှိပဲ ရောင်းဖို့အတွက်ပဲစဉ်းစားနေတဲ့အကြံဉာဏ်တွေကဘလူးကိုစီကတရိုက်လာတာလားဘိုလင်းနဲ့တရိုက်ကွိုင်တက်ထားလို့လားဒါမှမဟုတ် Sporting Director နှစ်ယောက်နဲ့ပဲပြဿနာရှိထားလို့လားအန်ဆိုမာရက်စကာကပဲမကြိုက်လို့လားမလုပ်ပါနဲ့ဒီခါလေးကြာရင်ကိုယ့်ရဲ့ personal ခန်းစားချက်တွေထက်အတင်းအတွက်ဦးစားပေးရမယ့် အခြေအနေတွေရှိတယ်လေဗျာကျွန်တော်သိထားသလောက်တော့ Georgi Petrovic ကိုနီးပြအန်ဆိုမာရက်စ်ကသဘောမကျဘူးပြီးခဲ့တဲ့ဘောလုံးရာသီတဲက Petrovic ရဲ့လက်စွမ်းကိုအကဲဖြတ်ခွင့်သူရခဲ့တယ် Petrovic ကလည်းဗျာလောကပမာဏ3-4သိန်းပေးနေရတဲ့ကစားသမားမဟုတ်ဘူးအစ်တင်မှထားလို့ရပါတယ် Georgi Petrovic ပြီးခဲ့တဲ့တရာဒီလုံးမှာ Pochettino လက်ထက်ကိုပြောရနော်ဘလောက်ထိကောင်းသလဲကျွန်တော်တို့ဘယ်နေရာမှမစိတ်တိုင်းမကြဘူးကိုပါမနဲ့ Petrovic ကိုပဲစိတ်တိုင်းကြခဲ့တာအဲ့လို record တွေရှိခဲ့တဲ့ဆက်ဆောင်ရေးကောင်းတွေရှိခဲ့တဲ့ဂိုးသမားတယောက်ကိုကတော့ ိုးဆိုပြီးတော့လုတ်ချလိုက်တာအငားချရမှာသူ့ချရမှာမဟုတ်ဘူးဖိလစ်ယော်ကင်ဆင်ကိုပြန်အငားချရင်ချမချိုက်ရောဘတ်ဆန်ချုပ်အငားချရမှာအဲ့တော့တေချာတကူကနီးပြသည်ဂျော်ဂျီပက်ထရိုဖစ်ကိုမကြိုက်ဘူးဗျအဲ့ဒါအဓိကပြဿနာပဲကျွန်တော်တို့ပရိသတ်တွေကဂျော်ဂျီကိုကြိုက်တယ်ဂျော်ဂျီပက်ထရိုဖစ်ကိုကြိုက်တဲ့ပရိသတ်ကြီးပဲချယ်စီပရိသတ်ဆယ်ယောက်ရှင်ဆယ်ယောက်လုံးကြိုက်တယ်ဗျဒါပေမဲ့နီးပြမကြိုက်တော့ကျွန်တော်တို့ကဘာမှပြောလို့လည်းမရအောင်လက်ရှိအခြေအနေမှာကတော့ချယ်စီဒီပက်ထရိုဖစ်ကိုရောင်းဖို့ပဲအားသန့်နေတယ်လို့အသင်းရဲ့လက်ရှိပေါ်တော့ဂိုဒမာရောဘတ်ဆန်ချုပ်ပဲနောက်ဘောလုံးရသည်မှာအသင်းမှာ73 းဖို့အတွက်အားတန်နေတယ်လို့ကျွန်တော်တို့ကြောက်ချက်ချလို့ရပါတယ်အဲ့တော့ကျွန်တော်ဒီအချိန်မှာပြောစရာစကားတစ်ခုမှရှိတော့တယ်ဂျော်ဂျီယာစိတ်မကောင်းပါဘူးเนาะဘလောက်ပဲကိုကစူးစမ်းစူးစမ်းဆွမ်းဆောင်ရင်ကောင်းမယ်ရှိရှိဒီလိုမျိုးဆွမ်းဆောင်ရင်ပိုင်းကိုအကဲမဖြတ်တတ်တဲ့မန်နေဂျာတယောက်ရှိနေသေးတယ်ဒီအသင်းမှာဘလို့မှပေးဆက်ခွင့်ရမှာမဟုတ်ပါဘူးလို့စိတ်မကောင်းတော့နဲ့ပြောရင်းနဲ့ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ